ကိုအကိုကပူတည်တာပေါ့နော်ပူတည်တာပေါ့ရွေးကောက်ပွဲနဲ့ပတ်သက်လို့စစ်တပ်ကလုံးမဲ့ရွေးကောက်ပွဲစစ်ကောမရှင်ကလုံးမဲ့ရွေးကောက်ပွဲဒါတည်ကြတယ်လူလူကဟောနိုင်ငံလုံးကရောတက္ကပါလုံးကရောအပလာရွေးကောက်ပွဲနော်အတူတောင်ရွေးကောက်ပွဲအကုန်လုံးကစန့်ကျင်ကြတယ်ဘယ်သူမှလည်းမမထည့်မထည့်ကျင်ကြဘူးပေးလည်းမပေးမြောက်ပထောက်လည်းမထောက်နိုင်ကြဘူးဒါပေမဲ့သူကတော့အတင်းလုံးပါအဲ့တော့အကိုကလည်းပဲရွေးကောက်ပွဲအတွေ့အကြုံကအကိုကလည်းဟလာ2012ကို2015ကို2020ကိုအကိုကအကုန်ရှိလာတဲ့အခါကျတော့ဒီကောင်တွေမဲဘလို့ခိုးတဲ့သူက ကျွန်တော်သိကျင်တာအတိအကျကျွန်တော်ကပြန်ပြောကျင်တာကဒီ90ရေကောက်ပွဲကဥသောကြာတို့လို့ပေါ့ဗျာကျွန်တော်တို့ဒါလူကြီးပါဝင်တဲ့အဲ့ဒီတုန်းကကော်မရှင်မှာရှိခဲ့တဲ့ပုဂ္ဂိုလ်တော်တော်များများဒီရေကောက်ပွဲကော်မရှင်မှာပြောမယ်ဆိုရင်တော့လူကြီးလူကောင်းတွေလို့ပြောလို့ရအဲ့လူကြီးလူကောင်းတွေက ရွေးကောက်ပွဲနဲ့ပတ်သက်လို့ဥပကိုယ်တိုင်ကဒါတရားမျှတမှုလို့အတက်နဲ့လုံးကြိုးစားပြီးတော့လုပ်ခဲ့တယ်လို့ကျွန်တော်တို့တုံ့ပြန်တယ်အေးဘောအကူကအဲ့ဒီမှာရှိတာကိုကျွန်တော်အဲ့ဒီမှာထောင်ထဲမှာတော့မသိတော့ဘူးလုပ်ပါတော့ဘူးဟုတ်ပါအဲ့ဒါပြောပါဗျာကျွန်တော်ကဒီပြန်နေတဲ့မင်းသားတို့မှာသူတို့ချင်းဒါဒီရွေးကောက်ပွဲနဲ့ပတ်သက်လို့ကျွန်တော်တို့ကလိုက်ပြီးတော့ ီယုံတာလို့လို့ခေါ်တာလို့ဒါမင်းကောင်ဆိုတာလည်းပဲတစ်စက်တက်နေမြဖြစ်တယ်လို့တက်နေဒါလှဲကူမော်ပြီးဒါလည်းစက်တက်နေပြီပဲဒီအဲ့တော့နောက်ဆုံးကိုကိုကျော်အောင်မှဒါစက်တက်ဒဂုံမြို့နယ်ဆိုတာလည်းဒါစက်တက်မြို့တော်လေးတမတ်ထားတဲ့နေရာတွေဒီဗျာအဲ့တော့ဘလို့စဖြစ်နေတယ်ဆိုတော့ဖြစ်ခဲ့တယ်ဆိုတော့ဒီတိုင်းတည်းကဒီမှာမဲပြီးခဲ့တယ်ရှင်နေတိုင်းနေ ပြီးတော့ဘကိုးတို့တဏှာပေါ့ဗျာဥမာမော်တို့တခါလို့ရှိတာပေါ့ပြီးရင်သူကဒီမှာလဲပြီးခဲ့တယ်ပြီးရင်ခွေရရင်သူကထပ်ပြီးတယ်ထပ်ပြီးရဲ့ထပ်ပြီးပြီးတော့ဟိုဘက်ကဒီရောက်ပြောင်းရတဲ့တက်ကဟိုမှာမဲဒီမှာလဲပြီးခဲ့တယ်ဟိုမှာလဲပြီးတယ်ပြီးရင်ဒီကိုပြောင်းရတဲ့တက်ကဟိုမှာတော့ထူထင်မဲ့ပြီးခဲ့ဟုတ်ပြီးဒီရောက်တော့ပြန်ပြီးတာပြန်ပြီးရဲ့အဲ့ဒါတော့မှမနိုင်ဘူးနိုင်လေ အဲ့ဒီကအခုကြီးရနော်အဲ့ဒီတင်မဲ့ပေးရဒီနေရာမှာဟုတ်တယ်ပြီးတော့တက်ရှူသွားတယ်အဲ့မှာထပ်မဲထပ်ပြီးမဲထပ်ပြီးထပ်ပြီးခတ်ရွှေ့တယ်ရွှေ့အဲ့ကြထပ်ပြီးထပ်ပြီးအာလူတယောက်ကမဲအနည်းဆုံး3 4ပဲပေးနေရတယ်ဒီအဲ့လိုကျွန်တော်ပြောပြမယ်ဗျာအဲ့တော့တော့ရှိုးနေတယ်အေးအဲ့တော့ကျွန်တော်ကဒီဆက်ဆက်ဂျာပြတ်ရေကောက်ဝယ်ကြည့်လိုက်အဲနောက်ဆက်ဂျာပြတ်ကျွန်တော်ထောက်ထဲမှာပဲအဲ့တယ်အေးဆက်ဂျာပြတ်ရေကောက်ဝယ်မှာလည်းပဲတကယ်တော့ ပြည်သူကတာဝန်ကြီးတယ်ဘယ်လဲရကလုံးပြစ်ကြည့်လိုက်ဒီကျွန်တော်55နေရဒါဟုတ်လားကျွန်တော်တို့လားရှုတစ်ခုကျွန်တော်ရှုံးတယ်ကိုဘက်ကကျွန်တော်တို့ဒဂိုင်းဘက်ကတနေရဆိုရင်ဒါဟိုဟိုခေါမလဲဒါ90ပြပေါ့ကွာကိုယ်လည်းပဲဖြစ်ခဲ့တဲ့ဥပေါ်လိုက်ဟောဘာလို့လိုက်လဲဆိုတော့ပြုံးတော့လို့ဆိုတော့ဖြုတ်လိုက်ဖြုတ်လိုက်အဲ့တော့ကြံတဲ့နေရာတွေကပြုံးအနိုင်နေရည်ရည် တော့အပြည့်စုံလူတွေကမဲရနောက်ဆုံးပွင့်နေကြရင်အဲ့မှာဗေဒီဆရာကြီးဗျာနာမည်ကြီးကျွန်တော်ရေးပေါက်ပဲပြီးတော့ကျွန်တော်အဖွဲ့တွေကိုသူကသူ့အိမ်မှာခေါ်အဲ့ခံတယ်ဗျာအကျွန်တော်တို့ကအဲ့စနစ်ခြားပြရေးပေါက်ဝယ်တော့ကဒီအမေရတာဝန်ပေးခဲ့တဲ့ခါကျတော့ကျွန်တော်တို့ဟိုပြောမှဆိုတော့ဒီကူလို့ဖြစ်တဲ့ကိုမမောင်ဘူးပေါ့ဗျာဒါကျွန်တော်ဥပ္ပတ်ကောင်းကောင်းပေါ့ကျွန်တော်တို့ဆိုတာတနိုင်ရန်လို့ ပတ်ပြီးတော့ကျွန်တော်တို့သွားခွင့်ရခဲ့တော့ဗောဗျာဒါလည်းတောင်းဝင်ပြီးဘုံမောင်ဆိုတော့အင်းစိတ်အင်းစိတ်ဗောအေးဒီဘုံမောင်ကဒါလည်းကျွန်တော်တို့နဲ့ကျွန်တော်ကသွားကြလာကြတဲ့ခါကျတော့သူတွေ့ထားတာကအဲ့ဘယ်ဆရာကြီးကဒီ၄၅လို့လဲမှာသူကထန်းကုန်သူကနှစ်ခါတည်းမကြောအော်နှစ်ခါတည်းမကြောဒါပေမဲ့နာရီကအဲ့လိုဖြစ်လို့သူလန့်သွားအေးဟာအဲ့မှာသူကထောက်နေမလို့ဘယ်လိုလုပ်ခဲ့တာလဲ အမတ်ဘာမဟုတ်ပြည်သူပဲဒါပဲမေတ္တာပဲဒါဒါပဲအဲ့တော့အဲ့လိုမျိုးမဲပေးခဲ့တယ်လို့အဲ့ဒီချိန်ဝါလဲဘာမှမထုတ်ဘူးမဲခိုးတာမဲမဲလိမ့်တာမထုတ်နော်တကယ်လဲသူတို့ကော်မရှင်နေသူတို့ပဲဥစားပြောလို့ရတယ်ဟုတ်တယ်နော်အဲ့တော့ဒီဘက်ဆက်ကားဒီကောက်ပွဲဒီကောက်ပွဲမှာလည်းပဲကျွန်တော်တို့ကြောက်ခမန်းလေးဒီအဲ့လားဒါပြည်သူလူထုက ဒေါက်တာဖြစ်တဲ့အန်အဒီသူကခွဲလို့မရဘူးလေပြေးခဲ့တာပဲအဲအဲ့ဒီမဲ့ဆက်သွားပြီအဲဒီကောက်ဝဲဟုတ်ဆားလို့မအဲ့မှာကျွန်တော်ဘာရင်နေရလဲဆိုတော့ကြောက်ပြတ်ပြမယ်ဒီမဲဒီနေကိုသူကမင်းနေရနေသူကဟိုကစင်းမမပေးဘူးအဲ့တော့သက်ဆိုင်ရာကြာကြီးလေးမှာသူကမဲဒီနေရတက်ကကူးယူပါအဲ့ဒီကူးယူတာကအဲ့မတိုင်ခင်ကိုကျွန်တော်ပြောချင်တာ ရုပ်ောက်ပဲလုတော့မယ်ဆိုတော့သူစစ်ပြေးနေရှိတယ်ဗျ။ဟုတ်စစ်ပြေးစစ်ပြေးနေအဲ့စစ်ပြေးနေဆင်းရဲနေနဲ့ဥပမာပေါ့တချို့အဖွဲ့ဆို80တချို့ဆို150အဲ့လိုမျိုးနှစ်အဲ့လိုမျိုးစစ်ပြေးဆင်းရဲနေရသူကတရင်လိုက်ပေါ့တိုက်အင်းရက်ွက်နေတယ်ဟုတ်သူကတတ်ပြီးတော့သူကမလုပ်လဲဆိုတော့ဒီစစ်ပြေးရှိရတဲ့မိသားစုညီကောင်မကအိမ်လေးကိုပြတာပါသူအေးမရှိပါဘူးအဲ့သူတို့ပြီးရတဲ့လာတာဆပြန်ပြီးပြီးပြီးပဲအမှတော့ ကျွန်တော်တက်လိုက်ပြီပြီးပြီကျွန်တော်တော့တက်လိုက်ပြီဘာရှိလဲဆိုတော့ဒီတပည့်စင်းတွေကောက်ပြီဆိုတော့ကိုကသူပြောခဲ့တဲ့စစ်တပ်ကကျွန်တော်အင်အားဘလောက်ရှိပါတယ်လို့ဟာလားငါးဘယ်ဘယ်လောက်ရှိပါတယ်လို့ပါလို့တကယ်လဲပြင်းမပြီးတော့ဘယ်တော့ဘူးဒါပေမဲ့အဲ့စင်းလေးအဲ့ကပြောင်းပြီပြောင်းပြီစစ်တပ်ကအဲ့လိုနေရာကထားလိုက်တော့ဒါပေမဲ့ရေကောက်ွယ်အဲ့မှာ လုံးမဲ့ဆိုတဲ့ခါကျတော့ခုနမဲကြီးနေထွက်လာတဲ့ခါကျတော့တင်းလေးကသူ့တိုင်ရကြီးလေးကိုလိုက်ပြီးတော့တချက်ကြီးလိုပေါ့ပေါ့ဗျာသူတို့အဲမှာခွဲရတင်းသေးဆိုနှစ်ယောက်တော့လောက်ပေါ့တာဝန်ပေးကြီးကိုလိုက်တော့အဲ့လိုလုပ်တဲ့ခါကျတော့ဘာလို့တတ်တူရလဲဆိုတော့သူတို့လုပ်ခဲ့တဲ့အစည်းအဝေးတွေကသူတို့ရှိတဲ့အချိန်မှာတော့သူတို့ကိုယ်တိုင်ပဲဒါသူတို့ရဲ့ဟာကွက်မရှိအောင်ထောက်ကွက်မရှိအောင်လို့တော့ ကူးရဖြည့်ရဒီဥလိပုံမာနေနဲ့လောက်ကြကန်ကြတော့ကြအဲ့ဒီအချိန်မှာသူကမလုပ်လိုက်တယ်သူကဒီရာနဲ့ပတ်သက်လို့မဲကိုဟောသူတပေးတဲ့ခါမှာခုနရာရှိမိန်းမတွေလို့အဲကျွန်တော်ကတမန်ကျွန်တော်တို့ဒီအားသာတော့မဟုတ်ပြအခြားဆရာအခါတွေကတွတ်ပြရအဲ့အလားတော့တချို့ချို့တင်လိုက်တာပြကြဒါတက်ကနေပြီး ပြီးတဲ့ခါကျတော့တကယ်တမ်းကျွန်တော်ကတက်တိုက်ပြီသူတို့တိုင်နေမှာရှိနေတဲ့အဖင်စရာတွေနဲ့ကျွန်တော်ဒီမှာရှိတဲ့ဖင်စရာတွေနဲ့ကသူတို့မှာခုနတက်ပြရသူတက်မှာဘယ်နှယောက်ရှိတယ်ဥမာပေါ့ဆယ်ယောက်ဝင်းနေရှိရဆိုရင်အဲ့ဆယ်ယောက်ဝင်းနေကသူနာမည်ထည့်ထားတယ်ဒါပေမဲ့လူမရှိဘူးလူမရှိဘူးလူမရှိဘူးပေါ်တပြေးတယ်ပေါ့ပြေးတယ်ပေါ့ဒီကအကုန်ပါအကုန်ပါတယ်ဖြစ်လာတယ်ဟုတ်အဲ့ကြောင့်လည်းချူတင်မဲဟုတ်ဘယ်ကနေခြားလဲဆိုတော့ သူတို့စစ်တပ်ကပြီးတဲ့အထဲမှာသူတို့ကဒီဟာနဲ့ပတ်သက်ပြီးတော့သူတို့ဒီမဲနဲ့ပတ်သက်လို့ပေါ့နော်ဒီကျူတင်မဲတွေမှာပြောရတယ်ဒါကိုပါတာပြီးရတဲ့ကျူတင်မဲတွေကျူတင်မဲတွေခုနကပြောတဲ့ဟာကဒီဒါပြီးပြီးတဲ့အချိန်ကပြီးပါတာကလက်ရှိကျူတွေဥပမာပေါ့ဗျာကျွန်တော်ဆိုကြည့်လိုက်တယ်မနေ့မွန်းလေးဟာအေးရတယ်ကျွန်တော်တို့ဒီဟာပေါ့ဗျာအေးကြည့်ပေါ့ဗျာအဲအောက်ကတော့ပုခုပြည့်တယ် အဲ့ဒါကြပြောသူပြတတ်ကနေတန်းစီဝင်ပြီးတယ်အဲ့တော့သူခုနဒီပြီးတဲ့ရှိရစင်းရင်လူကြီးနေဒီဘက်စင်းလူကြီးနေကသူကွက်တိကတုတ်ထားတယ်ဒါပေမဲ့တပြေးမရှိအဲရှိအဲ့လိုမျိုးတွေဒုက္ခတာဘယ်သူတွေလဲအဲ့မှာနည်းနည်းတော့ဘက်ကပြန်လုပ်မယ်ခင်ဗျားရုပ်ောက်ပွဲမှာကျွန်တော်ကနေရောက်နေတယ် နေမှာရောက်နေတဲ့ခါကျတော့ဒီ15ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့အဲ့ဒီရွေးကောက်ပွဲလုပ်တဲ့နေ့ကအဲ့လိုရမဲအပြတ်တဲ့နိုင်နေပြီနိုင်နေတာကိုစကူကာကြီးတာအဲ့အဲ့တော့ကာကြီးမှာပါပါတယ်တော့သူကဥပဒေကပြဋ္ဌာန်းထားတာကအနိုင်ရရှိတဲ့ဘယ်ဖြစ်ပြီးတိုင်ခဲ့တဲ့ပါတီတွေကမဲဖြစ်ကိုညှို့နေရပဲထုတ်ပြရ ဒါသူ့ရဲ့ကြံထမ်းတာလေရုပ်ောက်ပဲဥပဒေအဲ့တော့သူကဘာလုပ်လိုက်လဲဆိုတော့ပြညာဖြစ်နေသွားမှုလားအဲ့ဒီခုနမဲစီမဲပြီးရစေအားလုံးမင်းတွေကနေမထုတ်ပြန်ပဲနဲ့မင်းတို့ပြော်မှုကိုတော့ပို့ခိုင်းတာပို့ခိုင်းတော့ကျွန်တော်ဒီဘက်ကလူရက်တီးတော့ဘာပြောတယ်ဆိုတော့ဥပဒေကိုပြညာချက်နဲ့လွှမ်းမှုလို့မရဘူးအဲ့ဒီအတွက်မျိုးနယ်တွေကပဲပြညာရမယ်ဆိုတော့ အဲ့ဒီမှာသူတို့ကငုတ်တော့မှုသွားတူအကက်ရှိလာသူကလည်းကျင်ညာချက်ကိုနေပြီးတော့မှသူကနေရောကျင်ညာမှအဒီဖြစ်တယ်ဆိုတဲ့အကြောင်းအချိုးနဲ့တိုင်တာမြို့နယ်ကကျင်ညာလို့မရအဲ့ဒါဒုက္ခကဘာလို့လဲပြချပေးခဲ့တာဘာလို့လဲဖြစ်တယ်ပဲဒါပဲအဲ့တော့အဲ့လိုမျိုးအခုစစ်တပ်ကလုံးမယ်ယူပေါ့ဘူးကျွန်တော်တို့အလားအလာပြန်ကြည့်လိုက်ပြန်ကြည့်ရရင်ဘာသွားတွေ့ရမလဲအခုပတ်စာတွေခေါ်မှာပေါ့ မယုံကြည်အခုကြာဆုံးသွားလာပဲဖြစ်ဖြစ်ပြေးသွားလာပဲဖြစ်ဖြစ်အဲ့ဒီလူတွေကအဲ့ဒီဘဲဘဲမှာသူတတ်မဲဘဲမှာထဲ့အောင်ပါဘူးကွာသေတဲ့လူတွေကထဲ့မှာထဲ့မှာဟာအခုတိုက်ပွဲကြတာတွေတောင်းတဲ့ချီဟာချီရဲ့ထဲ့မှာထဲ့မှာအဲ့မပူနဲ့အင်းနာအဲ့တော့ဘလောက်ထိအဟုတ်ကောင်းလဲဆိုတော့ကိုယ်တို့ရုပ်ောက်ဝေးရဆိုရင်ဒေါ်ခိုင်ချန်တဲ့မှာ စစ်တပ်ကလုံလုံညီထားတာရှိကျွန်တော်ကလည်းတကယ်ကအဲ့မှာရလိုက်တာခြံထဲမှာမဲပြီးတဲ့စင်ရုံမှာပြုတ်ပြင်းလဲကတော်ဆန်းကြီးအနေပါတူပြေးထားတာလေမဲမလုံးရတယ်ခြံထဲမှာအဲ့လိုမျိုးလေလုံညိုရေးတက်ခွက်အဲဒီလိုဟိုဖြစ်တော့ပါဆိုတဲ့လူဘာလို့ပြည်သူဂျင်းထဲမှာကျွန်တော်ကိုးတော့ဘွယ်ရေကောက်ဘွယ်ကြည့်ရင်ဥပမာလေတက်ဒါကျွန်တော် ငါးနှစ်တည်းတက်လို့လပ်ပတ်ထားလို့ဆိုတာကျွတ်တယ်လို့ပြီးရတာနိဘယ်လိုပြီးရဲအဲ့ဒါကြီးမောင်းလို့နိုင်ပြီးတာသူတက်မီတက်သေးတာလဲအနေဒီပဲအဲ့ဒါကြောင့်ဒီကောင်လေးအာနာမပေးတာဟုတ်90ခုနှစ်ရွေးကောက်ဝယ်နိုင်တဲ့အပြတ်တက်ဒါပေမဲ့အာနာမပေးဘူးခိုင်းထည့်လိုက်ဒီကောင်လေးသူကြည့်လဲထောင်ထဲမှာကျွန်တော်လက်ထောင်ထဲမှာအများကြီးပဲထောင်ထဲမှာနိုင်ငံကြီးကျင်းဟာအဲ့တော့နောက်ဆုံးဘာဖြစ်လဲဆိုတော့ဟိုဦးစောမောင်တော်မှာအဲ့ဒါ အခြေခံဥတွေကိုရေးဆွဲတာသူ့လုံးမဟုတ်ဘူးလုံးမဟုတ်ဘူးဒါအနိုင်ရရှိလာတဲ့ပါတီရနေကိုယ်တွေရနေဆွဲရမှာသူတမိုင်းတင်ခံဖြစ်နိုင်ဘူးဖြစ်မခံနိုင်ဘူးလေနော်ဒါပေမဲ့တကယ်တည်းကြောက်ပါဖြစ်တယ်စစ်တပ်ကလည်းအကုန်လုံးသွားတာလုံးသွားတာပဲဒါတော့သူလည်းသူလည်းစောပေါင်းဝင်လာတာပဲဟုတ်ပါပဲအဲ့ဒါတည်းဥနေဝင်တဲ့ဒီတိုင်းပဲဟာနောက်တော့ဥဆုံးမှာလည်းဒီတိုင်းပဲဥပါဖြစ်တယ်ဟုတ် ဥပိ္ပိတဲ့မောင်သားဖြစ်တယ်ဒီတိုင်းဒီဘက်တော့မှာပဲအဲ့တော့မရောက်နိုင်လေဒီချိန်မှာသူရဲ့ဒီဘက်ပဲတော့မှာအဲ့ဒါကြောင့်မို့ကျွန်တော်တို့ကဒီအားတွေကိုနိုင်ငံတကာမှာတွင်လို့တူးတက်စေခြင်းရတယ်သူတို့အန်အယ်ယူဘာဖြစ်တယ်ညာဖြစ်တယ်ပြောတာကျွန်တော်တို့ကအန်အယ်ယူဝင်းရံနေဆိုတာဒါခေါင်းပေါင်းဖြစ်တဲ့ ဒေါ်ဆန်းစုကြည်ဘူရောက်ဆန်းတမိတဲ့ဖြစ်တယ်ဒေါ်ဆန်းစုကြည်လည်းဖြစ်တဲ့အတွက်ကျွန်တော်တို့ဝဲရမ်းဟာလားဘာလို့ဒီပြောအနောက်ကနေကျွန်တော်တို့ကနောက်လိုက်ကောင်းနေတဲ့ဦးကျွန်တော်တို့ကလိုက်ပြီးတော့နိုင်တဲ့ဘက်ကနေဆောင်ပေးခဲ့တာအဲ့တော့ကျွန်တော်တို့ကထက်စားရင်တချို့တကယ်ဆရာတော်ကြီးပြပါတော့ပြအောင်မယ်ဒါလည်းပဲရေကောက်ပဲဆိုရင်လည်းဘလို့သဘောထားကြီးတယ်တော့တကယ်ဒီဆရာတော်ကြီးဆိုရင် ကျွန်တော်ကရှင်သေးအနေနဲ့ပေါ့ဗျာကျွန်တော်ကသွားပြီးတော့အဲအမေကလည်းဖူးရင်လာတယ်နောက်ဩဝါဒခံယူရင်လာရှိတော့အဲကျွန်တော်ကရှင်သေးပေါ့ပဲဆိုတော့ကျွန်တော်ဘာလို့မလို့ကျွန်တော်တို့သွားကြရတယ်ဗျာသွားကြတဲ့အခါကျတော့တကယ်အဲ့မှာဥပဒကားတွေနဲ့ဥပဒကားတွေနဲ့ကျွန်တော်ဒီဘက်ကကြော်ရိဘက်ကဟိုဟိုဟိုပေါ်ဖော်မယ်အပါဝင်ပေါ့ဗျာကျွန်တော်ဒီနေ့ဟိုပေါ့နည်းနည်းပြေးသေးပေါ့နည်းနည်းဆိုတော့တကယ်ဆရာတို့ရပါပြီ မြန်မာကြီးဟာဒီတော့အလုပ်တွေညားနေတာဘာဖြစ်လို့လာတာလဲအဲ့ဒါကပြောပြောဟာသူတို့ကတော့သူ့တောင်းဟာလွယ်အမှမရှိဘူးဗျာကျမကျမကြီးတပဲတောင်းပြီးတော့ဟာတကယ်ဆရာလို့ယူဟာကျွန်တော်ကြည့်လိုက်တော့ဟာကျွန်တော်ကဖုန်းပေါ်လို့ဒီခေါ်လို့ပါဘောမလျော်တော့မပါဘူး ဒါဟိုဘာလို့လိုက်ပါကူညီပေးကြတာလေတကယ်တမ်းကတော့တကယ်ဆရာတော်ကြီးရဲ့မေတ္တာကြောင့်ပါอืมဟုတ်တယ်တော်ဆန်းကြီးอ่ะอืมကျမ်းမာတာပါဘေးအန်ဒီကိုရှိတာပေါ့နော်ဘွာလာလာတော့သူเนาะဟုတ်တယ်ခင်ယူကြီးကွာဟုတ်တယ်သူလည်းလုံးကြံမှုอ่ะညာကြီးတုံတုံနေတာပဲသူလည်းသိလာခဲ့တာပဲဒါပေမဲ့မောင်မြင်ဘူးဒါပေမဲ့ဘယ်လိုလဲပြောပြောပြန်နှိမ့်ချုံရင် ဒီလိုအချိန်နေရေးမှာပဲဖြစ်ဖြစ်ဒေါ်ဆက်ဖြစ်ပြတော့တို့ပေးပါဟာလားသူအန်အရီပါတီဖြတ်သိမ်းလိုက်လို့လေနောက်ဆုံးဒေါ်ဆက်ကအန်အရီပါတီနဲ့မဟုတ်နောက်ပါတီတစ်ခုနာမည်ထပ်ထောင်လဲပဲပြည်သူကရက်ရက်ရက်မှာရက်မှာပဲပြောနေလားအဲအကြောင်းလို့မဲကိုလည်းပဲဟာလားဒေါ်ဆက်ကြီးအရေးကြီးကအန်အရီပေါ်မှာလွှမ်းမိုးထားတဲ့ခါကျတော့ ဒါရရတဲ့ကဘယ်လိုလုပ်တာမသိဘူးပြီးတယ်ဟုတ်လားပြီးတယ်ဘယ်လိုလုပ်တာလဲအဲ့ဒါအိပါတီဖြတ်သိမ်းပြလိုက်ခါတော့တော်ဆန်းကြီးတက်ကြောက်ပြီပေါ့ဗျာအဲလုံးပိုင်မရှိတော့ဘူးပေါ့အဲသူကအဲ့ဒီတွက်တာတွက်တာတွက်တာဒါပေမဲ့ပြည်သူတွေရဲ့ရင်ထဲမှာတော်ဆန်းစုကြည်ရှိတယ်ဒါပဲနဲ့ဒီကြည့်ဒါပြည်သွင်းမှာတခါတည်းသူတို့တွေဖိနှိပ်ထားတဲ့ပြည်သူလူတို့နော်ဒီကအပြင်ရောက်နေတဲ့ဇီကြတော့ရှိရင်ဟာအပြည့်ရှိတယ်အပြည့်ရှိတယ်အဲ့ကြောင့်လို့တိုက်ဝဲဝင်နေကြတာပေါ့နော်ဟုတ်လားဟုတ်လားဒါကြောင့်သူ ကလေးလူငယ်တွေကကျွန်တော်တစ်ချိန်တုန်းကတော့ကိုတန်းဆိုကျွန်တော်လူငယ်တုန်းကတော့ပြောရတာပါဗျာအနာဂတ်ကိုပိုင်တာငါတို့လူငယ်တွေအနာဂတ်ကိုပိုင်တာငါတို့လူငယ်တွေတကယ်လဲဒီဖြတ်တန်းလာတဲ့တချောင်းမှာကြည့်ရတော့ကျွန်တော်ကလူငယ်ရည်ပြီးတော့မှကျွန်တော်ကတိအခုပဲကြည့်ရှိလက်ရှိပြတော့အသက်20အခုကျွန်တော်58ကဲ လူကြီးသွားပြီကြီးသွားခိုင်မဲ့ကျွန်တော်တို့မျိုးဆက်လူငယ်တွေကဆက်ပြီးတော့ဆောင်းပါလေဟုတ်တယ်မလားဟုတ်ပါတယ်ရှောင်းနေတယ်ဟောဝင်လူငယ်လူငယ်ကိုကျေးဇူးလျော့တင်တယ်ဟောဆောင်းဆက်ဆုကြည့်ရတယ်ဒါကြောင့်မို့လဲလူငယ်တွေကိုအားကိုးတာအားကိုးရတံပိုးထားတယ်တံပိုးထားတယ်နော်ဒါကြောင့်တကယ်ကိုလက်တွေ့ကြည့်ရတဲ့ချင်းလူငယ်နဲ့ဒေါ်ဆက်ဆုကြည့်တော်မှတသားပဲ ကျွန်တော်လည်းလူငယ်ကဖြစ်ခဲ့တာပဲဖြစ်တာပဲလေအခုဖြစ်လူငယ်တွေလည်းပဲဖြစ်နေတာပဲဖြစ်နေတာပါပဲကျွန်တော်ကဘာပဲပြောပြောဒီကောင်လေးဘယ်တော့ပဲလှုပ်လို့ဒီကတရားတဲ့စစ်ကနိုင်ပါပဲနော်ဓမ္မနဲ့အာရမလူပဲဖြစ်ဖြစ်နောက်ဆုံးတော့ကျွန်တော်ဓမ္မပဲနိုင်ပါပဲကျွန်တော်အားရပဲကျွန်တော်ကညှို့လင့်ကျူးစားမှာပဲဒါပါတော့